တက်ကြာအကယ်ဒမီဆွရှင်မင်းသမီးကြီးခင်တန်းတို့ရဲ့ဘဝအချိုးအကွင့်များ။အိုမောင်နော်သာရွှေကုန်းဂမောင်းခိုင်ရေဒီယိုအလုံးမဲမင်္ဂလာပါရှင်ဇက်ဗမိတ် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်မြန်မာရုပ်ရှင်လောကမှာထင်ရှားခဲ့တဲ့ကဏ္ဍဝင်ရုပ်ရှင်မင်းသမီးကြီးတူဦးဖြစ်တဲ့မင်းသမီးကြီးခေတန်းတို့ကတော့ယခုအချိန်မှာမြန်မာရုပ်ရှင်အစည်းအရုံးကပေးရတဲ့ရုပ်ရှင်တက်တာအကယ်ဒမီဆုကြီးကိုရရှိသွားပြီးပဲဖြစ်ပါရယ် တတကြာအကယ်ဒမီဆွတ်ရှင်ဆိုတာပရိသတ်တွေနဲ့ပြည်သူတွေရဲ့ရင်ပတ်ထဲမှာထာဝရအရရှိနေတော့မယ့်အကယ်ဒမီဆွတ်ရှင်တယောက်ပဲဖြစ်ပါတယ်။အခုလိုတတကြာအကယ်ဒမီဆွတ်ရှင်ဖြစ်ဖို့ဆိုတာလွယ်ကူလွန်လာတဲ့အရာတော့မဟုတ်ပါဘူး။ဖြတ်တန်းခဲ့ရတဲ့ရုပ်ရှင်နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေနဲ့ဘဝရည်စည်းကြောင်းအနှိမ့်မြင့်တွေကြားမှာဖြစ်ခဲ့ရတဲ့မင်းသမီးကြီးခင်တန်းတို့ရဲ့ဘဝအစိပ်ပိုင်းတချို့ကိုယနေ့ဗီဒီယိုထဲမှာပရိသတ်ကြီးတို့ရဲ့ဘဝတုဒ္ဒအနေနဲ့ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ပြမနာမျိုးဇာတိဖြစ်တဲ့မင်းသမီးကြီးခင်တန်းတို့ဟာဒီဇင်ဘာဘွားတယောက်ဖြစ်ပြီး 1945ခုနှစ်မှာဝေးဖွားခဲ့တာလည်းဖြစ်ပါတယ်။မောင်နှမလေးဦးရှိပြီးအကြီးဆုံးသမီးဖြစ်တဲ့မင်းသမီးကြီးခင်တန်းသူဟာမောင်နှမတွေကြားထဲမှာထင်ပေါ်တဲ့ဩဇာရှိတယ်လို့လဲလူရင်းတွေရဲ့စကားတွေကထွက်ပေါ်လာခဲ့မှုပါတယ်။မိဘဖြစ်သူတို့ပံ့ပိုးမှုကြောင့်အကစားလိုက်စားခဲ့ရပြီးအနုပညာလောကကိုအလမဲ့အဖြစ်ကနေစတင်ခဲ့ရလည်းဖြစ်ပါတယ်။တိုင်းမဲ့အဖြစ်မန္တလေးနဲ့ဥဒရတိုင်းတို့ရဲ့တရဘူးကိုစုခုခဲ့ရပြီး1962ခုနှစ်မှာပြည်ထောင်စုမဲပွဲကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။ ထိုကိအခါကပြည်တော်စုမဲဘွဲဆိုတာမြန်မာပြည်ရဲ့အမြင့်ဆုံးမဲဘွဲပဲဖြစ်ပါတယ်။မဲဘွဲရပြီးတလအကြမှာရုပ်ရှင်ရိုက်ဖို့စတင်ကန်လန့်ကန်ခဲ့ရပြီးသူမရဲ့ရိုက်ကွင်းပေါ်စတင်ရောက်ရှိခဲ့တဲ့ဇာကားကတော့တင်လာပင်ဇာကားပဲဖြစ်ပါတယ်။ဒါပေမဲ့သူမရဲ့ပထမဆုံးပွဲဥဒ်ဇာကားဟာမင်းသားကြီးဝင်းဦးနဲ့အတူရိုက်ကူးခဲ့တဲ့ချစ်တော်သူဆိုတဲ့ဇာကားဖြစ်ပြီးထိုဇာကားကမင်းသမီးကြီးခင်သန်းတို့ရဲ့ပထမအဆုံးယုံတင်ကားကြီးဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ မင်းသမီးကြီးခင်တန်းတို့ဟာရုပ်ရှင်စကားပေါင်းများစွာရကွက်ခဲ့ရပြီးတက်တဆမင်းသားများစွာကိုလည်းလက်တွဲခေါ်ခဲ့တဲ့အမှုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။1969ခုနှစ်မှာ A1 ရုပ်ရှင်မှဒေါ်ရိုက်တာ A1 ဦးသိမ်မောင်ရကွက်ခဲ့တဲ့ကိုရတိုးရဲ့စိုးစိုးရဲ့စကားမှာရောက်ရှာလေးအတွင်နဲ့တရုတ်ဆောင်မှုပြည်ပြန်ချင်းကြောင့်အကောင်းဆုံးအမျိုးသမီးဆက်ဆောင်စုကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။မြန်ဝန်းနန်းနဲ့ကျော်ရှင်းပြီးမေကုံအပြည့်ရှိခဲ့တဲ့မင်းသမီးကြီးခင်တန်းတို့ဟာပူရိတာတွေရဲ့အသေးဆွဲမင်းသမီးတစ်လက်ဖြစ်ခဲ့ပါတယ်။ တရုတ်ဆောင်ရမှာလည်းပြပြပြီးအပြောလာတဲ့မိမသားတယောက်ဖြစ်တဲ့မင်းသမီးကြီးခင်နန်တို့ဟာအိမ်တော်ရေးကံမှာတော့ထင်တယ်လို့မကောင်းခဲ့ပါဘူး။1995ခုနှစ်မှာဘုံမူကြီးမောင်မောင်ခင်နဲ့ပထမအိမ်တော်ပြုခဲ့ပြီးသားတယောက်သမီးတယောက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့အိမ်တော်တက်73နှစ်အကြာမှာပထမအိမ်တော်ကိုအဆုံးသတ်ခဲ့ပြီးဒေါက်တာမြတ်သူရာဆိုးနဲ့ဒုတိယအိမ်တော်ထူထောင်ခဲ့ပါတယ်။ဒုတိယအိမ်တော်နဲ့သမီးလေးမြတ်တန်းတို့ဇောကုံမွေးဖွားခဲ့ပြန်ပါတယ်။ တမီလေးကိုဝင်ဆောင်စဉ်ကာလအတွင်းမှာရိုက်တာမီဝါရက်ကူခဲ့တဲ့တမီတကောင်နော်တတောင်ဗီဒီယိုကားကိုတရုပ်ဆောင်ခဲ့ပြန်ပါတယ်။မင်းသမီးကြီးခင်တန်တို့ဟာအနှွေပညာအလုံးနဲ့ပတ်သက်လာရင် လောဘကြီးတဲ့အတွက်ကိုဝင်ဆောင်နေစေအချိန်တွေမှာတင်ရုပ်ရှင်ဇာတ်ကားတွေကိုမနေမနာရက်ခဲ့တာလည်းဖြစ်ပါတယ်။ချိုကီကအကယ်ဒမီရဲ့တံပိုးဟာအရေးချင်းတွေနဲ့တာဆိုင်တဲ့အတွက်သူမဟာလည်းအကယ်ဒမီ၃စုကိုစုခူးထားခဲ့တဲ့မင်းသမီးကြီးဖြစ်တာကြောင့်အနှွေပညာအရေးချင်းနဲ့ပတ်သက်လာရင် အမြဲလေးစားခံခဲ့ရတဲ့ ပညာရှင်တယောက်လို့ဆိုရမှာပဲဖြစ်ပါတယ်။အခုဖော်ပြပေးခဲ့တာကတော့ယခုနေ့မှာရုပ်ရှင်တတတဆုရရှိခဲ့တဲ့မင်းသမီးကြီးခင်တန်းနှုရဲ့လူတည်နေတဲ့အချက်တွေပဲဖြစ်ပါတယ်။မင်းသမီးကြီးခင်တန်းနှုနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုလည်းပရိသတ်ကြီးတို့သိရှိတာလေးတွေရှိရင်ကွန်မန့်မှာဝင်မြှပေးခဲ့ကြပါအောင်ရှင်။